ရင်းလာပါခင်ဗျာ။အီယာဝရီကနေကျူဆိုပါလေ။ဒီတစ်ပတ်တွဲဆုံမင်းမြန်ကမ်းမှာပါဝင်ပေးဖို့မြန်မာနောင်သတင်းဌာနရဲ့အေဒါကျုံနဲ့ဘူးတွဲတီထောင်သူကိုဆွေဝင်းကိုအီယာဝရီရဲ့စတူဒီယိုတွေကိုဖိတ်ခေါ်ထားပါလေ။ကိုဆွေဝင်းဟာ2010ခုနှစ်တွင်နောက်ပိုင်းမှာမြန်မာနိုင်ငံကြီးပြောင်းလဲပြီးမစတင်မီအီယာဝရီသတင်းဌာနမှာဝင်ရောက်လုပ်ကင်ခဲ့ဘူးပြီးတော့2015မှာမြန်မာနောင်သတင်းဌာနကို စတင်တည်ထောင်ပါတယ်။သူဟာရန်ကုန်အချောက်ဆိုင်တစ်ခုကဆယ်ကျော်တက်အိမ်ပေါ်အလုတ်မားနှစ်ဦးကိုအကျန်းဖတ်တာကိုစုံစမ်းဖော်ထုတ်ခဲ့လို့2016ခုနှစ်စက်တဘာလမှာမြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနကသမရရဲ့ဂုံပြုမှတ်တမ်းပေးအပ်ချီးမြှင့်တာခံခဲ့ရပါတယ်2018ခုနှစ်ဥကိုနီကိုလောက်ကျန်ခံရတာနဲ့ပတ်သက်ပြီးလဲစုံစမ်းဖော်ထုတ်ခဲ့ပါတယ် 2019ခုနှစ်မှာတော့သူကိုယ်တိုင်အိမ်ပြန်မှာတိုက်ခိုက်တာခံလာရပြီး2019ခုနှစ်မတ်လမှာမဘာသာဖုန်ကြီးဥဝေရသူကို ဝေဖန်ရေးတာခဲ့လို့ဆက်တွယ်ရေးဥပဒေ66ဂါကြီးနဲ့တရားစွဲဆိုခံရပါတယ်။ကိုဆွေဝင်းရဲ့လှုပ်ဆောင်ချက်တွေကြောင့်2019ခုနှစ်ဩဂုတ်လမှာဖိလစ်ပိုင်ကရေမွန်မက်ဆီဆီစုချိမျက်နာခံရပါတယ်။စုပေးမှုတမိုင်းတစ်လျှောက်လုံး အသက်အငယ်ဆုံးဆုရရှိသူဖြစ်ပါတယ်။ကဲအခုကျွန်တော်တို့ရဲ့စကားဝိုင်းကိုဆက်လက်နားဆင်ကြည့်ကြပါဦး။ကျွန်တော်ကဒီအော်ဒီမြန်မာပိုင်းအေဒါရဲနေပါ။ကိုစဝင်းခုနှစ်နှစ်ရှစ်နှစ်လောက်ကြာပြီးတော့မှအခုတို့တစ်ခေါက်ပြန်ပြီးတော့ဆုံရတဲ့အတွက်ကြောင့်ဝမ်းသာရတယ်လို့မျိုးဟုတ်လားအေအော်ဒီစတူဒီယိုလာပြီးတော့အင်တာဗျူးပေးတဲ့အတွက်ကြောင့်လည်းအထူးကျေးဇူးတင်တဲ့အကြောင်းပထမဆုံးပြောပြရစီပါ။ ုတ်ကဲ့ကျွန်တော်ကိုဖိတ်ခေါ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုရဲနီဟုတ်ကဲ့ခင်ဗျာကိုရဲနီကရခင်ကကျွန်တော်ရဲ့ editor ဖြစ်ခဲ့ဘူးတဲ့ဟုတ်ကဲ့အဲ့ဘောခဏအဲ့ရန်ကုန်မှာကျွန်တော်တို့ရုံးကိုရောက်တုန်းက2018စကူပတ်ဝန်းကျင်ထဲနဲ့အခုဆိုမဲ့9နှစ်လောက်ကြာသွားပြီပေါ့အာနာသိမ့်ပြီးတော့ကျွန်တော်တို့အချင်းမိုင်တော့ရောက်နေချင်းမိုင်ကိုပြန်ရောက်တာပေါ့ဗျာတကယ်တမ်းခင်ဗျားနဲ့ကျွန်တော်နဲ့တွေ့ရတဲ့ဥစ္စာကလည်း အဲ့ပထမအဲ့ exile life ပေါ့ဟာပထမအဝေးရောက်ကာလခေတ်တည်းပါကျွန်တော်တို့ချင်းမိုင်မှာပထမဆုံးစဆုံးခဲ့ရတာခုကဒုတိယအကြိမ်ပြန်ပြီးတော့ချင်းမိုင်ပြန်ဆုံးရတာပေါ့ဗျာဟုတ်ကဲ့ဆိုတော့အဲ့ရာဝတီပြိတ္တအတွက်ပေါ့ဗျာကျွန်တော်တို့ပြန်ပြီးတော့ဟာဒီရန်ကုန်မှာရှိတဲ့ဖြတ်တန်းမှုကိုပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြောင်းတရိယရတယ်လို့မျိုးပဲနောက်ပြီးတော့အခုလက်ရှိကျွန်တော်တို့ဆိုင်ဖြတ်တန်းနေရတဲ့အဲ ကာလကြီးကိုပေါ့ဗျာကျွန်တော်တို့တုံ့တက်ပြောဆိုကြတာပေါ့เนาะပထမဦးဆုံးအနေနဲ့ကျွန်တော်ပြန်ပြီးတော့စကြင်တာကတော့ဟလာခုနကကျွန်တော် ပြောသလိုမျိုးပေါ့ခင်ဗျားနဲ့ကျွန်တော်နဲ့အတားပထမဦးဆုံးချင်းပိုင်းမှာစပြီးတော့အရာတွေမှာအလုပ်တုပ်ကြပြီးတော့အဲ2010နောက်ပိုင်းမှာအတီးဒီတကရန်ကုန်ပြန်သွားကြတာပေါ့เนาะပြီးတော့ဟိုမှာရှိတဲ့အဲတရင်မီဒီယာကဏ္ဍမှာကျွန်တော်တို့ ကြာရကြာရလာအလုပ်လုပ်ကြတာပေါ့ဆိုတော့အဲ့မှာကျွန်တော်သတိရနေသေးတာက2015 16တော့မှာထင်ဟုတ်လားခင်ဗျားပထမဦးဆုံးမြန်မာနောင်းကိုစတင်ပြီးတော့တီထောင်ပြီးတော့မြန်မာနောင်းဟုတ်လားအဲတရင်ဌာနစလုပ်တာပေါ့ဗျာဆိုတော့အဲ့ဒါဒီဒီပြန်ပြီးတော့ပြောကြရတာပေါ့ဆိုတော့အဲ့မှာခင်ဗျားဘာရွယ်ချက်နဲ့မြန်မာနောင်းကိုစထောင်ခဲ့တာလဲနောက်ပြီးတော့မြန်မာနောင်းရဲ့အဓိကအားတာချက်က investigative report စီပေါ့ဟာလာစုံစမ်းထောက်လန်းပြီးတော့ဖော်ထုတ်ရေးသားတဲ့အဲတရင်းစာအတတ်ပညာကိုပို့ပြီးတော့ဇောင်းပေးခဲ့တာကိုဆိုတော့အဲ့ဒါလေးတွေပြန်ပြောပြပါအောင်ဗျဘလို့ဖြစ်ပြီးတော့မြန်မာနိုင်ငံထောင်ခဲ့တာလဲဘာကြောင့်ဒီ investigative report ကိုအဲ့လိုမျိုးအထူးတလဲအဲဒုတ်ခဲ့တာလဲဒီမြန်မာနိုင်ငံကျွန်တော်စလုပ်တဲ့အချိန်တုန်းကဒီ writer သတင်းဌာနရဲ့ကူညီမှုနေပေါ့နော်ဒါကျွန်တော်နဲ့အတူလုပ်ကြတဲ့ ီထောင်တဲ့မသိန်းလေဝင်တဲ့ဒီဒီဌာနကိုတီထောင်ကြတာပါဆိုတော့အဓိကကျွန်တော်ရည်ရွယ်ချက်ကတော့ဟိုဟိုကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းအရာတွေရှိပါတယ်မြန်မာပြည်နဲ့ပတ်သက်ပြီးတော့မှအဲ့ဒီအကြောင်းအရာတွေကမြန်မာပြည်ရဲ့စကုမကုမှာဟိုတားကြီးလူစိတ်ဝင်စားဘူဟိုမဖြစ်ဘူးဆိုတာလည်းတွေ့ရတယ်ပေါ့နော်ပေါ့တော့မြန်မာပြည်ကအဲ့ချိန်မှာ55 16ဆိုအင်မတန်ကြီးမားတဲ့နိုင်ငံကြီးအပြောင်းအလဲတွေဖြစ်ပေါ်နေတယ်ဒါပေမဲ့ကျွန်တော်ရဲ့ personal ကိစ္စတွေလည်းရှိတယ် ဥမာအဖြစ်ကျွန်တော်ဒီသတင်းမီဒီယာလောကတွေကိုဘာကြောင့်ရောက်ရတယ်လဲပေါ့နော်ဆိုတော့ကျွန်တော် ကတော့တကယ်တကယ်ကျတော့သတင်းထောက်ဖြစ်ဖို့အတွက်ကျွန်တော်မရည်ရွယ်ဘူးကျွန်တော်ကဒါမဲ့စာပေကိုစိတ်ဝင်စားတယ်စာပေစာပေနဲ့ပတ်သက်တဲ့ဝတ္ထုတူတွေပါဒါကျွန်တော်ရေးချင်တဲ့ကိစ္စတွေပေါ့ဗျာဒါပေမဲ့2000နဲ့တခုနှစ်လောက်မှာကျွန်တော်ကအဲတုန်းကကျောင်းသားဘဝနဲ့ကျွန်တော်အချင်းထောင်ကျနေအချိန်မှာအချင်းသားအမြောက်အများကိုဟိုထောင်ထဲကနေပြီးတော့မှစစ်တကပေါ်တာဆွဲသွားပြီးတော့မှရှေ့တန်းစခန်းကိုပို့လိုက်တယ်ပေါ့ဗျာ အဲ့ဒါကိုကျွန်တော်စိတ်တော်ထိခိုက်တယ်အဲအကျဉ်းသားတွေလည်းတည်ဆုံးကြရကြားသိရတယ်ပေါ့နော်ဆိုတော့ဟိုအဲ့ဒီအကြောင်းအရာတွေကိုဟိုရှင်းပြောရင်ဒီဟိုနှစ်ပေါင်း1962ကနေပြီး2010ကြားမှာရှိမပြင်းထန်တဲ့နိုင်ငံရေးဟိုဖြစ်ဖြစ်စဉ်တွေမဟုတ်ဘဲနဲ့တခြား ဖြစ်စဉ်တွေအများကြီးအကြီးအကျယ်ဖြစ်ခဲ့တယ်အဲ့ဒါတွေကိုလည်းပဲအခုပြောနေကြမှာလေလူတွေကဟာဒါပြီးတာတွေပြောမနေနဲ့ဆိုတဲ့ဟာမျိုးဖြစ်ပေါ်လာတယ်เนาะ ဆိုတော့ခါကျဒီမိုကရေစီကြောင့်ဖြစ်ပေါ်လာတဲ့တခြားလှုပ်ရှားမှုတွေရှိတဲ့ခါကျတော့ဟိုခုနတခြားဆက်ဆက်ခဲ့တဲ့ကိစ္စတွေဥပမာအဖြစ်ကျွန်တော်တို့ဒီမော်လမြိုင်ကနေပြီးတော့မှရေးတဝယ်လမ်းဖောက်တဲ့အခါမှာလူတွေအများကြီးတည်ဆုံခဲ့ကိစ္စတွေအချင်းထောင်တွေအများကြီးတည်ဆုံခဲ့တဲ့ကိစ္စတွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ဟိုစာဒါတွေကိုပြန်ပြီးတော့အသေးစိတ်ကျွန်တော်ပြန်လေ့လာခြင်းတယ်ဒါကျွန်တော်ရဲ့ဆန္ဒတစ်ခုပေါ့အဲ့ဒီရွေးချက်ကြောင့်ကျွန်တော်ကနေပြီးတော့မှမြန်မာနောက်မှာလုပ်မယ်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုထိကျွန်တော် ကိုဟိုဘယ်လိုပြောမလဲကိုလက်ကုချင်းနဲ့လုတ်ခဲရလို့ရှင်ကျွန်တော်ပို့ပြီးတော့ဓာတ်တွေကိုလုတ်နိုင်မယ်ထင်တယ်ဆိုပြီးတော့ကျွန်တော်လုတ်ခဲတာပါအဲ့ဒီရွေးချယ်ပဲဒါကြောင့်မလို့ကျွန်တော်အချင်းထောင်ကိစ္စတွေကျွန်တော်လုတ်ဖြစ်တာရှိတယ်တချို့နောက်ပြီးတော့မှဒီစစ်တပ်ရဲ့နဲ့ဆက်ဆက်ပြီးတော့မှအကျိုးစီးပွားရယူတဲ့စီးပွားရေးလုပ်ငန်းတွေကိုကျွန်တော်လေ့လာတာရှိတယ်เนาะဟိုဆိုတော့ဟိုဒီဟိုဒီညမာပြအဲ့အချိန်မှာတအားကို speed တအားမြန်နေတယ်ပေါ့เนาะမြန်နေတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့သတင်းတွေတော်များများဖြစ်ပေါ်နေတဲ့နေတူကအကြောင်းအရာတွေဟာပဲကျွန်တော်တို့အလိုလျောက်လွှမ်းမိုးသွားတယ်။ဆိုတော့အခါကျတော့ကျွန်တော်တို့သတင်းသမားတွေပေါ်ပုံမှန်အတိုင်းလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစပိနဲ့ကတချို့အကြောင်းအရာတွေလုပ်လို့မရဘူး။တချို့အကြောင်းအရာတွေကတမိုင်းနဲ့ရှိတဲ့အကြောင်းအရာတွေကြလို့ရှိရင်အချိန်ယူရတယ်အထောက်ထားယူရတယ်ကျွန်တော်တို့ကတခါတစေခံစားချက်တစ်ခုတည်းနဲ့လည်းလုပ်လို့မရဘူး။ရေးလိုက်လို့ရှိရင်လည်းပဲဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ကိုကအဲ့အကြောင်းအရာကိုရေးလိုက်တယ်ဒါပေမဲ့ကို့မှာအထောက်ထားရမရှိတဲ့အခါကျတော့ကိုယ့်ရဲ့ဟာ ီနေ့ရေးပြီးတော့နောက်နှစ်ကျရင်ပျောက်တော့ပျောက်ကွယ်သွားတာပဲဘာမှဒီတကယ်ခွန်အားမရှိဘူးဆိုတာတွေ့ရတယ်အတိုင်းတော်တစ်ခုကြီးလွတ်လပ်ခွင့်တော့ရှိရရေးလို့ရရင်မှန်တယ်သို့ရမယ်လည်းပဲအဲ့ဓာတွေကတကယ်ကိုဟိုဟို quality အရေးသွေးတွေမကောင်းဆန်နှုံးဆန်ချင်ဆန်ညွန့်တွေမညင်ညူဘူးသိပ်ပန်ဒီမကြောက်ဘူးဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲဘလို့မှဟိုဒါမခိုင်ခတ်နိုင်ဘူးပေါ့နော်ဒါကြောင့်မလို့ခိုင်ခတ်တဲ့သတင်းတွေရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကအများကြီးနေ့တူကထုတ်လို့မှဆိုလို့အဆင်မပြေဘူး။ဒါကြောင့်မလို့တလားတန်စီတစ်ပုတ်နှစ်နှစ်လားတန်စီတစ်ပုတ်နဲ့ ထုတ်လို့ရနိုင်မဲ့ဟာမျိုးပေါ့နော်အချင်းတွေရှာဖွေနေနေဒါကျွန်တော်လက်မြန်မာနောက်ရောက်ရှိသွားတာဖြစ်ပါတယ်ကျွန်တော်တို့ဆိုရိုးစကားအောင်ရှိတယ်တော့လေတရင်အသက်တမနဲ့ပဲခံတယ်ဆိုတော့နောက်နေ့ကြောက်လို့ရှင်ဒီတရင်ကတန်ဖို့မရှိတော့ဘူးဒါပေမဲ့ခမားအဲ့လိုမျိုးမြန်မာနောက်မှာစပြီးတော့ရေးခဲ့တဲ့အဲ့လိုနမည်စပြီးတော့ရခဲ့တဲ့လူများအဲ့လိုမျိုးဟိုစိတ်ဝင်စားခဲ့တဲ့ဟုတ်လားအင်းဝအချုပ်ဆိုင် ငါခလေးလုတ်တမကိစ္စဆိုရင်ဒါဒီနေ့ ठी ကိုအဲ့လိုမျိုးဟိုပြောနေရတဲ့သတင်းတပုတ်ဖြစ်နေတာပေါ့ဆိုလို့ရှိရင်သတင်းတန်ဖိုးလက်ရှိတယ်ဟာလားအခုဆိုလို့ရှိရင်ပြန်ပြီးတော့ပြန်ကြည့်လိုက်မယ်ဆိုရင်အဲ့ချိန်မှာဖြစ်ခဲ့တယ်ဟာလားအာအဖြစ်အပျက်တစ်ခုတမိုင်းပဲပြောရတိတ်မကြသေးဘူးတမိုင်းကာလတစ်ခုတည်းရောက်သွားတာပေါ့တမိုင်းတန်ဖိုးလက်ရှိရလို့ပြောလို့ရဒီလိုမျိုးအဲ့လိုမျိုးပေါ့နော်ဟိုသတင်းတွေကိုခင်ဗျားတို့လုတ်ခဲ့ကြတာပေါ့ ဆိုတော့2019မှာကြာတော့အဲခမရကိုဟလာပုဂ္ဂလိကတက်ကက်ဖြစ်လာတယ်ဟလာပြစ်မှတ်ဖြစ်လာပြီးတော့တိုက်ခိုက်လာတဲ့အသက်ရန်ရှာလိုက်တဲ့အထိဖြစ်ခဲ့တယ်လို့မျိုးဟလာ66ကာကြီးနဲ့ပါအဲမဘာသားတရားဆွဲတဲ့အထိအဲဖြစ်လာခဲ့တဲ့အန္တရာယ်မျိုးကိုလည်းကြုံခဲ့ရတော့ကျွန်တော်တို့တွေ့ရတော့ဆိုတော့အဲ့ချိန်ကာလသတင်းစာလွတ်လပ်ခွင့်ကိစ္စကို ခင်ဗျားဘယ်လိုပြန်ပြီးတော့တုံးသက်ချင်လဲဗျဟုတ်ကဲ့ဒီသတင်းစာလွတ်လပ်ခွင့်ကတော့ကျွန်တော်မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေတွေသွားပြီးတော့ဓာတ်ရိုက်အချိုးကျနေအောင်ကျွန်တော်သွားတွေ့ရှိရတယ်ပေါ့နော်။ဒါကြောင့်လဲဆိုတဲ့အခါကျတော့ဒီကျွန်တော်နိုင်ငံရေးအဖြစ်ကပြောရမစရအတိုင်းအတာတစ်ခုထိလွတ်လပ်ခွင့်ပေးတာဆိုဒါအမှန်တကယ်ပဲ။နော်။ဒါတခြားတစ်ပိုင်းမှာလည်းပဲစစ်တပ်ကနေပြီးတော့ဒီနိုင်ငံကိုအပြစ်အဝအုပ်ချုပ်ထားတယ်ဆိုတာလည်းပဲအဲ့နှစ်ခုက ဟိုဗျိုင်းတူသွားနေတယ်ဆိုတော့ကျွန်တော်တွေ့ခဲ့ရတယ်။အဲ့နှစ်ခုကနေပြီးတော့ဖြစ်ပေါ်လာတဲ့အခြေအနေကိုပဲကျွန်တော်ကရတယ်။ဘောနော်။ဒါကြောင့်မလို့ကျွန်တော်တို့တွေကလွတ်လပ်ခွင့်ဆိုတာအတိုင်းအတာတစ်ခုတကယ်အမှန်တကယ်ရခဲ့တယ်။ဒါကြောင့်မလို့ကျွန်တော်တို့တွေကသတင်းလုံငန်းကမှာဟိုတချို့အတိုင်းအတာတွေလုတ်ပိုင်ခွင့်ရတယ်ဘောနော်။ဥပမာအဖြစ်ခုနလိုမျိုးအချင်းထောင်ကိစ္စတွေထားပါတော့ကျွန်တော်တို့တွေကအချင်းထောင်တွေကိုကျွန်တော်တို့တွေကနေပြီးတော့မှသွားလေ့လာတယ်။အခုကျွန်တော်ဆိုလို့ရှိရင်တရားဝင်တော့လေ့လာခွင့်မရဘူးဘောနော်။ကျွန်တော်ဆိုလို့ရှိရင်အချင်းသားမိသားစုတွေရဲ့ မိသားစုဝင်အဖြစ်ကျွန်တော်ကသွားပြီးတော့မှအချင်းထောင်တွေရဲဘက်စခန်းတွေယူကျွန်တော်သွားလေ့လာတယ်နောက်တစ်ခါကျတော့တရားဝင်အဖြစ်လည်းပဲအချင်းဦးစီးဌာနကိုကျွန်တော်ကစာရီးရေးတယ်နော်အဲ့ဒါနောက်ပြီးလူကရန်နဲ့သွားပြီးတော့မှလေ့လာပြီးအချက်လက်တွေတောက်တောင်းခံရရှိတယ်ပြီးလို့ရှိရင်လည်းပဲအရေးကြီးတာကတော့ဘာလဲဆိုတဲ့ခါကျတော့လူတွေရဲ့အကြောက်တရားယော့ပါသွားခြင်းပဲကျွန်တော်တို့ဘလောက်လုပိုင်ခွင့်ရတယ်ဆိုတာလည်းအရေးကြီးတယ်လို့ကျွန်တော်ကနည်းနည်းလေးပူရလာမှန်တယ်ဒါပေမဲ့တပြိုင်တည်းအရေးကြီးတာလူတွေရဲ့အကြောက်တရားဘလောက်ကြီးမာသလဲ အဲ့တုန်းကလူတွေအကြောက်တရားညော့သွားကြတယ်အဲ့ဒီအချိန်မှာကျွန်တော်လုတ်ကျင်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ဒီဓာရီကိုထွက်ထွက်ဝင်သိတဲ့တချို့သူကိုယ်တိုင်ကျူးလွန်ခဲ့တယ်အဲ့လူတွေကနေပြီးတော့မှဒီအကြောက်တရားညော့သွားတဲ့အခါကျတော့သူတို့တွေကဟိုစတင်ပြီးတော့မှပြောဆိုလာတဲ့အချက်လက်တွေဝင်မျှလာတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဟိုဓာရီကတော်တော်အရေးကြီးတယ်တွေ့ရတယ်ဒါအကြောက်တရားညော့ပါတယ်ဒါပေမဲ့ကျွန်တော်တို့အတိုင်းအတာတစ်ခုထိကျွန်တော် mobility ပေါ့ကျွန်တော်ကလှူရှားသွားလောက်ခင်ရတယ်ဒါကြောင့်မလို့ ဟိုသတင်းတွေကအတိုင်းအတာတစ်ခုတည်းထက်ထဲဝင်ကျွန်တော်တို့ဒီလုတ်ခွင့်ရပါတယ်ကျွန်တော်တို့ရာလေနောက်တစ်ခါကျတော့ဒီသတင်းဆိုတာဟိုပုံမှန်အတိုင်းဆိုလို့ရှိရင်တမျိုးကြဆိုလူတွေကဟိုလူကဟိုလူပြောတယ်ပြီးရင်ထုတ်ပြန်တဲ့တခုဆိုရင်ကျွန်တော်ကဒူရေးရတယ်ထင်တာလေသတင်းဆိုတာလည်းပဲဘယ်လိုပြောမလဲနှဆိုင်ရနှဆိုင်တလောက်ဟိုသွားလို့ရတဲ့ကိစ္စမျိုးပါဘယ်လိုလဲဆိုတော့ immediate use နဲ့ဟိုပန်းပလီတပင်ကနေပြီးတော့ immediate ရှုပ်ထွေးတဲ့တော့ဦးကြီးတခုလိုပဲကျွန်တော်တို့တွေကသတင်းတခုကအဲ့လောက်ထိကိုဖြစ်ဖြစ်ပေါ်နိုင်ပါတယ်ပြောရမှာဆိုလို့ရှိရင်လေ လွတ်လပ်ခွင့်ရှိတာလေလေကျွန်တော်တို့ကပုံမှုပြီးတော့မှဒီလူအဖွဲ့အစည်းမှာရှိတဲ့ complexity ရှုပ်ထွေးတဲ့ဟာတွေကျွန်တော်တို့ကလေ့လာလို့ရတယ်ကျွန်တော်တို့တွေကနောက်ပြီးတော့အဲ့ဟာတွေကိုသိပ္ပံနည်းကြဟိုတခါတည်းပဲဆက်ဆက်ပြီးတော့မှ correlate ဆက်ဆက်ပြီးတော့မှပြည်သူလူထုကိုကျွန်တော်ကတင်ပြခွင့်ရတယ်ပေါ့အခုဆိုရင် သတင်းဌာနမှာဆိုရင်ကျွန်တော်တို့ဆိုတဲ့အခက်အခဲတွေအားလုံးရင်ဆိုင်ရတယ်ကျွန်တော်တို့တွေဟိုဒီ interview လို့မရတာရှိတယ်အချက်လက်တွေတောင်းခံလို့မရဘူးပေါ့ဟိုဘာလို့ဆိုတော့ အခုမြန်မာပြည်အားဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်ပြီးတဲ့အကြီးမားဆုံးစစ်ပွဲကြီးဖြစ်ပျက်နေတာပဲကျွန်တော်တို့အတွက်အခက်အခဲကဘာလဲဆိုတော့ပြည်သူလူထုအတော်လကောင်းတဦးတစ်ဖွဲ့တော်လကောင်းကျွန်တော်တို့ပြင်ပရောက်နေတဲ့ခါကျတော့တော်လိုင်းမီဒီယာဆိုပြီးတော့ထင်နိုင်တယ်ဟုတ်အဲ့ဒါကျွန်တော်အတွက်ဆိုရင်တော့ဒါဒီမှားရွေးနဲ့ယူဆချက်လို့မြင်တယ်ကျွန်တော်တို့ကဥပမာဆိုရင်ကျွန်တော်တို့ကစစ်တပ်ကိုပြုတ်ပြုတ်ကျစေချင်တာပေါ့ကျွန်တော်တို့ကဘယ်နိုင်ငံမှာဖြစ်အာဏာရှင်တွေပြုတ်ကျစေချင်တာပေါ့ဒါကျွန်တော်တို့ရဲ့ပုဂ္ဂလိကဆန္ဒဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့သတင်းမှာကြတော့ကျွန်တော်တို့အဲ့လိုသွားလို့လူမရဘူး ကျွန်တော်တို့သတင်းမှာကျတော့ဒီသတင်းကပြောရမစွေအချက်လက်တွေပြည်စုံမှုအတွက်ခိုင်ခန့်မှုအတွက်ဒါကကျွန်တော်ကဟိုအရေးကြီးဆုံးစစ်တပ်ကပဲဘုံကျဲတာဖြစ်ဖြစ်တူတူယောက်ကနေပြီးတော့မယ်လူအစုလိုက်ပြုံလာပဲတတ်တာဖြစ်ဖြစ်ကျွန်တော်တို့တွေကဟိုစာဘသူတတ်တယ်ဘာတတ်တယ်ဆိုတာခဏထားပြီးတော့ဒီသတင်းနဲ့ပတ်သက်ပြီးအချက်လက်ကိုမှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံနဲ့ဥမာတတ်သေးတွေကဘသူတွေရှိတယ်လဲ witness တွေကဒီကနေ့ပတ်သက်ပြီးတော့မှာဒါတွေကျွန်တော်တို့ကမေးမြန်းနိုင်တယ်ဒီခါရတဲ့သူတွေကဘသူတွေလဲဒါမျိုးတွေပေါ့နော်မျိုးစုံကျွန်တော်တို့တွေက သတင်းကိုစုံလင်အောင်လုပ်ပြီးတော့သတင်းကခိုင်ခန့်ပြီးတော့တိကျအောင်ထုတ်ဖို့ဒါကျွန်တော်တို့အတွက်နံပါတ်၁ပဲအဲ့လိုလုပ်ဖို့အတွက်ကဟိုနိုင်ငံကလွတ်လပ်လာလိမ့်ပြီးအဲ့ဒါကိုပို့ပြီးလုပ်နိုင်တယ်အခုဆိုရင်ကျွန်တော်တို့တွေဘာခက်ခဲတွေရင်ဆိုင်နေရလဲဆိုတော့ခါကျပြည်သူလူကတအားကြောက်သွားတယ်စစ်တပ်ဆိုလို့ရှိရင်လည်းပဲဒါကျွန်တော်တို့ကိုရန်သူအဖြစ်ပြစ်မှတ်ထားတယ်နော်နောက်ပြီးတော့ဒီဟိုဟာဟိုဒီတော်လိုင်းအဖွဲ့အစည်းတွေဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့နဲ့ပတ်သက်ပြီးလို့ရှိရင်သတင်းမီဒီယာနဲ့ပတ်သက်ပြီးတော့သူတို့တွေက ဘုရားဘယ်လိုမှမပြောအပြူသဘောဆောင်တဲ့သဘောထားရှိရင်ပဲလေပဲသူတို့တခါကျရင်စိုးရင်တိုင်းရှိရဲအဲ့စိုးရင်မှုတွေကစိုးရင်တင်ပါလေပြောရမယ်ဆိုလို့ရှိရင်ငါတို့ရှိအချက်လက်တွေပေါက်ကြမလားစီရေးဆိုတာဒါလှုပ်ဝဲရမယ်ဆိုတော့ကျွန်တော်လက်ခံတယ်ဒါပေမဲ့တခါကျမစီမဆိုင်အကြောင်းအကျိုးမဲ့စိုးရင်ဓာတ်ဒီကောက်ကိုဥမာအဖြစ်ဆိုရှယ်မီဒီယာဆင့်တော်တော်ရုပ်တံတွေပဲဖြစ်တပ်ပုံတွေပဲထုတ်ချင်ထုတ်မယ်ဒါပေမဲ့သတင်းမီဒီယာတော့ပေါ့မပေးဘူးဒါမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုတွေဖြစ်ပေါ်နေပါတယ်ဆက်ဆိုင်ရေးဒီမှာဟိုဒီ communication channels ဒီကျွန်တော်တို့အများကြီးကို ပျက်စီးရတယ်အဆိုးဆုံးအခြေအနေကတော့ဘာလဲဆိုတော့ journalist သတင်းစာပညာရပ်ဆိုတာလူတစ်ယောက်ကိုဆက်သွယ်ပြီးတော့မှ interview လို့ရပြီးတော့ထပ်ပေါ်လာ product တစ်ခုမဟုတ်ဘူးသတင်းစာလုပ်ငန်းဆိုတာသူက community product တစ်ခုဖြစ်တယ်ကျွန်တော်တို့တွေကလေ community product ကိုဘာလို့သတင်းထဲမှာလူတစ်ယောက်နှစ်ယောက်ကို interview ပြင်မယ်လည်းပဲသတင်းအဲ့သတင်းတော့ကလူအများကြီးကိုသူကနေပြီးတော့မှတွေ့မြင်ရတယ်ခံစားရတယ် အတန်ကြီးကြားပြီးတော့မှဒီသတင်းလေးကိုသူကစုဖွဲ့ဟာတခါကျရင်ကျွန်တော်တို့သတင်းတွေရယူတယ်ဆိုတာအတန်တစ်ခုတည်းရယူတာမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်ဒီသတင်းတွေကိုဟို we must live it ကျွန်တော်တို့ကဒီသတင်းတွေတပြေးညီကျွန်တော်တို့ကနေနိုင်ရမယ်ပြောရမယ်ဆိုလို့ရှိရင်လေဟာပြည်သူလူထုခံစားရတဲ့ဒုက္ခတွေလည်းကျွန်တော်တို့ကဒီခံစားရတာလို့ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေပေါ့နော်ကျွန်တော်တို့ကသိရမယ်ဥပမာအဖြစ်နေရာတနေရာမှာအခုဆိုလို့ရှိရင်ကျွန်တော်တို့တွေဒါဟိုစကျွန်တော်တို့ဥမြန်မာပြည်ရှမ်းပြည်ဘက်မှာ ဟိုကျွန်တော်တို့ရှားပါတထုတွေကြောင့်စီမံကိန်းတွေကြောင့်ကျွန်တော်တို့ဒီထိုင်းထိုင်းနိုင်ငံမှာဟိုမြည်ညင်ညမ်းတယ်ဟိုဖြစ်ပေါ်လာတယ်။ရှင်းပြကျွန်တော်တို့တွေကသွားပြီးလိလာခြင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မဘလို့ဒီအခြေအနေတွေစိုးနေတယ်လဲ။ဟောတကယ်ရောဟုတ်ရဲ့လားဒါမျိုးတွေပေါ့။ပြောချင်တာကျွန်တော်တို့ဇက်ကောင်တွေကပြောပြတဲ့အချက်လက်တွေကကျွန်တော်တို့စီးစင်းတယ်လို့မျိုးဇက်ကောင်တွေကမပြောပြဘဲကျွန်တော်တို့တကယ်မြင်ရတာ။ တခါကျရင်ကျွန်တော်တို့မြင်ရတယ်မဟုတ်ဘူးကျွန်တော်ရဲ့ခန္ဓာကိုယ်ရင်းကိုဇီဝကံမဖြစ်စေစိတ်စည်းစင်းတာဒီအခြေအနေတွေကိုကျွန်တော်တို့တွေကအဲ့ကနေတစ်ဆင့်အချက်လက်တွေကကျွန်တော်တို့ကထွက်ပေါ်လာတာဒါမျိုးပေါ့သူဒီသတင်းမှာဆိုလို့ရှိရင် verification ဆိုတဲ့ process ရှိအဲ့ verification process ကကျွန်တော်တို့ကထင်သလောက်မယိုးရှင်းဘူးပြောရမှာဆိုရင် layer တွေအများကြီးရှိလာလေလေအဲ့ verification process ကပို့ပြီးတော့တည်ကြည်တယ်ခိုင်ခန့်တယ်ပေါ့နော်ဟိုဆိုတော့အဲ့အဲ့အရာကြီးရဖို့အတွက် ဟိုဒီကျွန်တော်တို့ကလွတ်လပ်ခွင့်တွေလိုအပ်တယ်ကျွန်တော်တို့ကအခုအဲ့လွတ်လပ်ခွင့်တွေကျွန်တော်ကပျောက်ဆုံးတယ်ဒါတခုနောက်တစ်ခုကကျတော့ကျွန်တော်တို့တွေသတင်းတွေကဟိုဟိုရှင်းပြောလို့ရှိရင်တသက်စားသုံးမှုတစ်ခုလည်းမဟုတ်ဘူးသတင်းတွေကရိုက်ခတ်မှုဖြစ်ရမယ်ပြောရမှာဆိုလို့ရှိရင်ကျွန်တော်တို့သတင်းတွေကမှန်လို့ရှိရင်ဒါတခုနဲ့ပတ်သက်ပြီးကျူးလွန်တဲ့လူကတရားရေးရသူကရင်ဆိုင်ရမယ်ပြောရမှာဆိုလို့ရှိရင်ဒီဥပဒေအားနည်းလို့ကျွန်တော်တို့ကရည်လို့ရှိရင်ဒါလွတ်တော်မှာတပိတ်ဖြစ်ရမယ်ပြောရမှာဆိုရင်ဒီလိုမျိုးပေါ့ ဒီဟာတွေကရိုက်ခတ်မှုတွေရှိရမယ်အခုလိုမျိုးစေဘဝကြီးဖြစ်နေတဲ့အချိန်မှာအဲ့ရိုက်ခတ်မှုတွေကဒါသဘောတဘာဝအလျောက်မရှိတော့ဘူးမရှိတဲ့ခါကျတော့အခါကျလို့ရှိရင်စာဖတ်သူတို့ကအစင်ဟာသတင်းတွေကဘာမှအရေးမကြီးပါဘူးလို့ထင်ကောင်းထင်နေမယ်ဒီသတင်းတွေကလွဲမှားနေလို့မဟုတ်ဘူးကျွန်တော်တို့မှာဘာလဲဆိုတော့တခြားလူအပ်တဲ့ဥပဒေမှန်တိုင်းတို့တော့တရားစီရင်မှန်တိုင်းတို့ချွေရင်းနေတယ်ဆိုတော့ပေါ်ပြတယ်အဲ့ဒီချွေရင်းနေမှုကြောင့်သတင်းတွေကအားနေသွားတယ်လို့လည်းသူကထင်ကောင်းထင်နိုင်တယ်ပေါ့နော်ဒါဒီအကုန်လုံးကကျွန်တော်တို့ ဟိုသတင်းလုတ်တင်နေရမှာအများကြီးရိုက်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်။อืมကိုဆွေဝင်းပြောတဲ့ထဲမှာကျွန်တော်တွားပြီးတော့တတိယတဲ့ဥစ္စာတွေကတော့အဲပြားကြီးမန်တိုင်ခိုင်မာမှုပေါ့နော်။တရားဥပဒေစိုးမှုမှုကဏ္ဍလို့လို့လို့မျိုးဟိုအာကောက်မှသာလေခုနကကျွန်တော်တို့လောက်ရတာလေဟိုပို့ပြီးတော့ တုတ်ပြော်တာပေါ့ဘာဖြစ်လို့လဲဆိုတော့ကောင်းတာဆိုးတာတင်ပြတဲ့အခါမှာခုနကဒီကောင်းတာဆိုးတာတွေကိုပြန်ပြီးတော့ဟာတာအပြင်ဆင်ဖို့ဟာလားပြန်ပြီးတော့တိဆောက်ဖို့တစ်ဖက်ကလည်းလုပ်မယ်ဆိုရင်ညာကပို့ပြီးတော့ပို့ကောင်းတဲ့ society ပေါ့ပို့ကောင်းတဲ့လူအဖွဲ့အစည်းတစ်ခုကိုတွားနေတယ်ဆိုတဲ့ခံစားချက်ကျွန်တော်တို့သတင်းတောက်တွေလည်းရတဲ့အခါမှာကြတော့ပို့ပြီးတော့လုပ်ပြော်တာပေါ့နော်ဒီလိုမျိုးပါဆိုတော့အဲ့ဒီအချိန်ခုနကတော့ ်ဂျောစုလက်ထက်မှာတုန်းကခမရကိုတိုင်းအဲ့လိုမျိုးဟိုတရားရုံးမှာတွားပြီးတော့ရင်ဆိုင်ရတဲ့ခါမှာအဲ့ဒီအချိန်မှာကောတရားရေးဌာနကလူတွေရဲ့အဲ့လိုမျိုးအမြင်ပေါ့ဒီသတင်းစာလွတ်လပ်ခွင့်ကဟိုအရေးပါတယ်လို့သူတို့ဘက်ကဘလို့မြင်ခဲ့တယ်ကျွန်တော်တို့ခုနသတင်းစာလွတ်လပ်ခွင့်ကိစ္စပြောရမှာဆိုလို့ရှိရင်သတင်းစာလွတ်လပ်ခွင့်ကို ဟိုတိုင်းထွာနိုင်တာကတော့ရှင်းပြလို့ရှိရင်ကျွန်တော်တို့လုပိုင်ခွင့်တစ်ခုလည်းမဟုတ်ဘဲနဲ့မြန်မာပြည်ရဲ့တရားစီရင်စနစ်ကဘလောက်ကောင်းသွားသလဲဒါလည်းတော်တော်အရေးကြီးပါတယ်ရှင်းပြရင်ကျွန်တော်အာဏာသာသိမ်းသွားတယ်တရားစီရင်ရာရှင်းပြလို့ရှိရင်ဟိုဘလို့မှဟိုဒါအင်မတန်ကောင်းမွန်တဲ့ပြုံပြောင်းလုပ်မှုတွေမဖြစ်ပေါ်လာတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဥပမာအားဖြင့်ဗြိတိရှခေတ်ကနေပြီးဖိနှိပ်မဲ့ဆိုတော့ဥပဒေဆိုလည်းအများကြီးပဲကျွန်တော်တို့ကဆက်လက်ပြီးတော့လीဆက်လက်ပြီးရှင်သန်နေတုန်းလဲနောက်ပြီးတော့ပြည်သူလူထုလည်းတောင်းတောင်းကသတိမထားမိတဲ့ကိစ္စတွေရှိတယ်ပေါ့နော်ဥပမာအဖြစ် မြန်မာပြည်ရဲ့တရားရေးကိုဘယ်သူတွေကထိန်းချုပ်ထားတယ်တရားသူကြီးချုပ်ကဘယ်သူလဲတရားသူကြီးချုပ်ဆိုလို့ရှိရင်လည်းပဲတက်ကလာတဲ့လူပဲเนาะအာအာတက်ကလာတဲ့ဥထုံထုံဥထုံထုံဦးနောက်ပြီးတော့ရှင့်နေကျုပ်ဆိုလို့တက်ကလာတဲ့ဥထုံထုံဦးပဲနာမည်နှစ်ခုအပြိုင်တူသူတို့ကနေပြီးတော့ control လုပ်ထားတာကျွန်တော်တို့တွေကဥမာအဖြစ်နောက်ပြီးတော့ဟောဒီ possible အခြေခံဥဒမှာတရားရေးနဲ့ပတ်သက်တဲ့အင်မတန်အရေးကြီးတဲ့ key point တစ်ခုပါတယ်တရားသူကြီးချုပ်ကိုဘယ်အစိုးရပဲပြောင်းပြောင်းအဲ့တရားသူကြီးချုပ်ကရာထူးမပြောင်းကျွန်တော်တို့တွေက တရားသူကြီးချုပ်ကယာယီပြောအတရားသူကြီးချုပ်ကိုအသက်80နဲ့ဘယ်လောက်လဲအသက်80လားအဲ့ထိမှအထီသူတောင်းဝန်ထမ်းဆောင်ခွင့်ရှိတယ်လွတ်တော်နေ့ရက်လုံးဝနေပြီးတော့မှသူ့ကိုပြစ်တင်ရှုံချပြီးတော့ထုတ်မှသာလဲသူကထွက်ရမယ်အဲ့အဲ့လိုဟာပြီးလှုပ်ထားတဲ့ခါကျတော့တရားစင်ကြီးကရှင်းပြောနေတော့စစ်တပ်ရဲ့အောက်ဒီထဲအောက်မှာပဲကျွန်တော်တို့ကတည်ရှိနေခဲ့ပါတယ်ဒါဒီအားလုံးကကျွန်တော်တို့သတင်းလုံခြုံကိုချင်းချောင်းနေရဆိုတော့ကျွန်တော်တို့ဒါမျက်ဝါးထင်ထင်ကျွန်တော်တို့ကတွေ့ခဲ့ရတယ်ကျွန်တော်6ယောက်ကကြီးနဲ့ကျွန်တော်တရားဆွဲခံရတယ် တရားဆွဲခခံရအခါကျွန်တော်နှစ်ပတ်တစ်ခါနှစ်နှစ်ခွဲတိတိကျွန်တော်ယုံကျင်းသွားရရန်ကုန်ကနေပြီးမန္တလေးကိုနော်ယုံကျင်းသွားဘာယုံကျင်းမှမဟုတ်ဘူးကျွန်တော်ရှင်းပြောရင်ကျွန်တော်အကျင့်ပန်းနှိဆက်ဖို့အတွက်လှုပ်ထားတဲ့အစီမံကိန်းတစ်ခုပဲကျွန်တော်ရောက်သွားတယ်ဘယ်သူမှမရှိဘူးဒါပေမဲ့အခုတခါတည်းပဲမဘာသားတွေကလာပြီးတော့မှတရားရုံးမလာပြီးတော့မှကိုဟိုတခါတည်းပဲဟိုစာစိတ်ပိုင်းဆိုင်ရာရဒါတိုက်ခိုက်ဖို့အတွက်စင်ထားတဲ့ကိစ္စပဲဘယ်သူမှမလာဘူးတော့တရားရုံးဆိုလို့ရှိရင်လည်းပဲဒီကျွန်တော်တရားဆွဲတဲ့ဖုန်းကြီးရဲ့ အနီးနားမှာရှိတဲ့တရားဥပဒေမှာပဲစီရင်တာကျွန်တော်လေအဲ့လိုဟာမျိုးပေါ့နော်ဒါကျွန်တော်သွားတဲ့အခါကျတော့ရှင်ဟိုဘာတရားခုမှမဖြစ်ပြပဲနဲ့ကျွန်တော်ကိုတနေုံထိုင်ပြီးတော့မှနှစ်ပတ်တစ်ခါထိုင်ပြီးတော့မှဟိုထိုင်ဆောင်ခိုင်းထားတယ်မနက်စင်တိုင်းသွားကျွန်တော်၄နာရီမှကျွန်တော်ကိုပြန်ခိုင်းဘာတရားစီရင်ရုံမှမရှိဘဲနဲ့ကျွန်တော်ကိုကျင့်ပတ်နှိပ်စက်တာပေါ့ပြောရမှာဆိုလို့ရှိရင်ပေါ့နော်ဒီရဲ့ဟိုအကျိုးဆက်ကတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ကိုအမှုကိုလိုက်ပေးနေတဲ့ဒီမန္တလေးမှာရှိတဲ့ရှင်နေဒေါ်ရွှန်းနှုအောင်ပေါ့နော် သူဆိုလို့ရှိရင်ဒီအမှုနယ်ပဲကျွန်တော်အမှုနယ်ပဲညှိုးပြီးတော့မှသူ့ကိုအာဏာသိမ်းပြီးတဲ့ခါကျတော့ဒါဖမ်းပြီးတော့မှမတော်မတရားစီရင်ပြီးတော့မှမတော်တရားဆွဆွဲပြီးတော့မှသူ့ကိုထောင်20ချပလိုက်တယ်ပေါ့နော်ဆိုတော့အဲ့အခြေအနေရှိပါတယ်ဆိုတော့အဲ့ဒီကာလပေါ့ဗျာဒါကျွန်တော်တို့ဟလာအာဏာမသိမ်းခင်အထိပေါ့ခုနကဘယ်လိုပဲဖြစ်နေဖြစ်နေဟလာရရှိတဲ့အတိုင်းအတာတွေမှာ ညာတို့ကျွန်တော်တို့ဟာလာဒီသတင်းမီဒီယာလုပ်ငန်းကိုရတဲ့လောက်လုပ်ခဲ့ကြတာပေါ့ဗျာဆိုတော့အဲ့ဒီကာလအတွင်းမှာခမားအတွက်အဲ့လိုမျိုးအမှတ်ရဆုံးတစ်ခုဖြစ်ရက်ကဘာဖြစ်မလဲဟုတ်ကဲ့ဖြစ်ရက်တွေက3-4ခုလောက်ရှိပါတယ်ဒါပေမဲ့အထူးခြားဆုံးဖြစ်ရက်တစ်ခုဆိုလို့ရှိရင်တော့ပြောရမှာဆိုလို့ရှိရင်တော့ဒီဥက္ကဏီကိုလုတ်ချန်တဲ့အမှုပေါ့ဗျာကျွန်တော်တို့เนาะဒါဥက္ကဏီကိုလုတ်ချန်တဲ့2016 January လောက်လောက်မှာဥက္ကဏီကိုလုတ်ချန်လိုက်တယ်ဒါခေါင်းကိုတိတ်ပစ်ပြီးတော့မှ ူသက်သမားကြည်လင်းရနေပြီးတော့မှရန်ကုန်မြို့ရဲ့အထင်ကရနိုင်ငံတကာလေစိတ်မှာလောက်ကြလိုက်တယ်။အဲ့ဒီနေ့မှရင်ကျွန်တော်ဘယ်လိုခံစားလိုက်ရလဲဆိုတော့မြန်မာပြည်မှာသွေးကြောင်းတွေစီးလို့မှအကြီးကြီး။ဒါရှေ့ပြေးနေမိပဲလို့ကျွန်တော်ခံစားလိုက်ရတယ်။ဒါဒီ main online တို့အုပ်စုကနေပြီးတော့လည်းပဲဟိုအစ်စ်တက်လာတဲ့အစိုးရကိုချင်းချုပ်ပြတာ။ဒါပေမဲ့ကျန်တဲ့လူတွေအားလုံးကလည်းပဲဟိုဒီမိုကရေစီဘာဖြစ်ဖြစ်အတိုင်းအတာရရမယ်ဆိုဝမ်းတာနေတဲ့လူတွေကိုနှမ်းပြီးတော့မှ main online တို့ကနေပြီးတော့တနက်နဲ့ ချိန်ချုပ်ပြတာလို့ကျွန်တော်ကျွန်တော်ကမြင်တယ်ပေါ့နော်ဒါပေမဲ့သတင်းပိုင်းရဆိုလို့ရှိရင်တော့ကျွန်တော်ဥက္ကုနေလုတ်ကြံတဲ့ခါကျတော့ကျွန်တော်အခင်းဖြစ်တဲ့နေရာကိုကျွန်တော်သွားတယ်နော်အဲ့မှာဥက္ကုနေအလောင်းကိုတည်သွားကြတယ်မြောက်ကလာဆေးုံတည်သွားကြတယ်ဒါပေမဲ့ကျွန်တော်အဲ့မှာပဲဆက်နေတယ်ဆက်နေပြီးတော့မှရဲတွေကိုကျွန်တော်စကားပြောကြည့်တယ်တခြားတက်စီသမားတွေပြောကြည့်တယ်ကျွန်တော်ဘာသတင်းချက်လဲမှမရဘူးနောက်တစ်နေ့ကျွန်တော်ဥက္ကုနေဟိုစာဥက္ကုနေရဲ့စာပနာကိုကြိတ်ကြိတ်တူပဲလူ၄-၅တောင်းလောက်ရှိတယ်ကျွန်တော်ရီဝေးထဲမှာလိုက်ပို့တယ်ကျွန်တော် ျွန်တော်အခုဒီညီချတာကိုလည်းကျွန်တော်ကြည့်ရပြီးတော့ကျွန်တော်သတင်းသတင်းတပ်ပုံတွေအများကြီးရိုက်လာခဲ့တယ်ကျွန်တော်ဒါပေမဲ့အဲ့သတင်းတွေအားလုံးကျွန်တော်ကြောင်လွှဲထုတ်လိုက်ရကျွန်တော်ဘာမှမလုပ်ချင်တော့ဘူးကျွန်တော်လေဘာလို့ဘာကြောင့်လဲဆိုတဲ့ခါကျတော့ဒါနိုင်ငံရေးကလုတ်ကြမှုပဲဒါကြီးကိုကျွန်တော်တို့တွေကဘာမှမရေးနိုင်ပဲကျွန်တော်ဘာကျွန်တော်ဟာဘာကိုရေးရမလဲကျွန်တော်ကစာပနာတပ်ပုံလေးနေကျွန်တော်ဘာမှမရေးချင်တော့ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်အဲ့ဒါကိုဒီဟိုစာည7နိုင်လောက်မှာ ကျွန်တော်ရိုက်လာတဲ့ကင်မရာလေးကိုကျွန်တော်ဖယ်လိုက်တဲ့အချိန်မှာကျွန်တော်ဖုန်းတကော့ရတယ်ဖုန်းကအင်းစင်အောင်စုစီကနေဖုန်းဆက်တယ်ဒါအင်းစင်အောင်စုကိုကျွန်တော်ရခင်ထဲထောင်ထဲမှာလည်းကျွန်တော်တည်ကျွမ်းပူတယ်ပြီးတဲ့ခါနောက်ပိုင်းကျွန်တော်လုပ်တဲ့အချင်းထောင်ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လည်းပဲသူတို့ရဲ့ဘဝအကြောင်းလည်းကျွန်တော်သိချင်တဲ့ခါကျတော့သူမေးမြန်းမှုတယ်ဆိုတဲ့ခါကျတော့ကျွန်တော်နဲ့ဟိုဟာအဆက်အသွယ်ရှိတော့သူကကျွန်တော်လှမ်းဆက်တယ်လှမ်းဆက်တယ်တော့ကျွန်တော်သိလိုက်ပြီဒီအမှုကဥက္ကုဏီကိုလုကြတဲ့အမှုကရာဇဝတ်သားတွေပါမယ်ဆိုတော့ကျွန်တော်ခံမှန်းနိုင်တယ်ပေါ့နော်ထုံးစံတယ်သူပြောရတဲ့အတိုင်းပဲ သူ့ကိုတက်ဖို့အတွက် assignment ပေးတယ်။ဒါညီကိုနှစ်ယောက်ဖြစ်တဲ့အောင်ဝင်းစော်နဲ့အောင်ဝင်းခိုင်နော်။အာဒါအောင်ဝင်းခိုင်ဆိုတက်ကနေပြီးတော့အရာရှိဗိုလ်မှူးကြီးအဆင့်ရှိတယ်ပေါ့နော်။သူ့ရဲ့ညီဖြစ်တဲ့အောင်ဝင်းစော်အောင်ဝင်းစော်ကယာစုမှုတွေနဲ့ထောင်ချခဲ့ဘူးလေ။ကြည်လင်းတို့ဒါအင်းစင်အောင်စိုးနဲ့နေခဲ့ဘူးလေပေါ့နော်။ဆိုတော့သူတို့တွေကနေ assignment ပေးတယ်။အဲ့ assignment ကသူမယူခဲ့ဘူးပေါ့နော်။မယူခဲ့ဘဲနဲ့ဒါဒီလိုဖြစ်တာပေါ့။ဥက္ကုဏီကိုလုကြံခံမှာသူရခင်ကကြိုတိတယ်ပေါ့။ကျွန်တော်ကအဲ့ဒါဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်မှရှုပ်ထွေးသွားတယ် ီသတင်းကိုကျွန်တော်ဘယ်လိုရေးရမလဲကျွန်တော်တို့သတင်းဆိုတာခိုင်မာမှုဖြစ်မှရေးလို့ရမယ်ဒီသတင်းကိုခိုင်မာအောင်ကျွန်တော်ဘယ်လိုလုပ်လို့ရမလဲဘယ်လိုမှလုပ်လို့မရဘူးဒီအချိန်တွေမှာဒါမှတစ်ဖက်မှာလည်းပဲယာစုသားတွေရှိနေတယ်ကျွန်တော်တို့ဒီမျိုးတွေမှာတယ်ဒီယာစုသားတွေကိုဖမ်းဆီးရရှိမှုအတွက်ကျွန်တော်တို့ကဒီနိုင်ငံမှာရှိတဲ့လူတွေမှာတာဝန်ရှိတယ်ကျွန်တော်ကသတင်းတော့တယောက်တည်းမကဘဲနဲ့ကျွန်တော်ကဒီလူအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တယောက်လည်းဖြစ်တယ်ကျွန်တော်မှာတာဝန်ရှိတယ်ဒါကြောင့်မလို့ကျွန်တော်အဲ့ဒီညကနေချက်ချင်းပဲအင်းဆောင်ဆိုဖုန်းချလိုက်ပြီးတပိုင်းနဲ့ကျွန်တော် ရန်ကုန်တိုင်းရဲ့ရဲမှုချုပ်ဟာဝင်းနိုင်ကိုကျွန်တော်ဥဝင်းနိုင်ကိုကျွန်တော်ဖုန်းဆက်တယ်။ तू ကကောင်းမွန်ပြန်ပြေးပါတယ်။ဒါပေမဲ့ကျွန်တော်စိတ်မကောင်းတာက तू ကကျွန်တော်တဲ့တဲ့ပတ်သက်စိတ်ဝင်စားမှုမရှိဘူး။နော်။နောက်တစ်နေ့ကျွန်တော် incident အောင်ဆိုမနှက်ကြရင်သွားတွေ့တယ်။တွေ့တဲ့အခါမှာကျွန်တော်သွားပြီးတော့မှတေချာ interview လုပ်တယ်။လုပ်ပြီးတော့မှအတန်း file လေးတွေကျွန်တော်ယူလာယူလာပြီးတော့မှရန်ကုန်တိုင်းရမှုကြုံယုံသွားပြီးကျွန်တော်ထပ်ပြီးတော့မှရမှုကြုံဝန်ထမ်းကိုပြီးတယ်သူတို့စိတ်ဝင်စားအောင်စိတ်ဝင်စားအောင် နောက်ပြီးတော့အင်းစင်အောင်စူးစီကနေပြီးတော့မှတချို့ရခဲ့တဲ့သတင်းအချက်လက်တွေရှိတယ်ပေါ့နော်။ဘာလဲဆိုတဲ့ခါကျတော့သူတို့ကဥက္ကဋ္ဌကိုလောက်ကြံမယ်။လောက်ကြံပြီးလို့ရှိရင်သူ့ကိုဘုသူတော်မောင်းတော်ကိုပို့မယ်။အဲ့မှာရာဆွေတကယ့်ရာဆွေသားနဲ့ပတ်သက်တဲ့အမှုကျူးလွန်ခဲ့တဲ့လူတွေကိုစူးစီးထားတယ်။ပြီးတော့မှတခါတည်းပဲသူတို့ပြောတာဒါဘင်္ဂလီရွာတွေကိုဝင်စီးမယ်။မိန်းမတွေကိုမထိန်ချင်မယ်။ပစ္စည်းရာသမျှပစ္စည်းကိုကိုရကိုယူအဲ့ဒါလောက်ရမယ်။ဒါ2016မှာနော်။ ဟိုနောက်55မှာလဲကွာအစ်စင်အောင်စုလာကန်းလန်းနေပြီဆိုတော့အဲ့ဒီအဲ့ဒီသတင်းကြီးကျွန်တော်ဖြစ်ပေါ်လာပါအဲ့ဒါသွားပြီးတော့ကျွန်တော်ကနေပြီးတော့ကျွန်တော်မှာဘလူတွေးထားရဖြစ်ဆိုတော့ကျွန်တော်သတင်းတော့သတင်းတော့ဆိုတော့ရဲကိုသွားပြီးတော့ကသတင်းချက်လည်းမပေးရဘူးလေဒါပေမဲ့သတင်းတော့ဆိုတော့ကျတော့ကျွန်တော်တို့ကဟိုရှစ်ဒါရခင်ကကျွန်တော်တို့ရှိခဲ့တဲ့အခြေအနေဆိုအာနာပိုင်နဲ့ကျွန်တော်ကဘာမှမပတ်သက်ရဘူးဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ကနိုင်ငံသားတယောက်လည်းဖြစ်တယ်လူ့ဖွဲ့စည်းအဖွဲ့ဝင်တယောက်လည်းဖြစ်တယ် ကျွန်တော်သတင်းရေးပြီးတော့လုံနေတဲ့အချိန်မှာဒီလူကလွတ်သွားမှာလေလွတ်သွားရင်ကျွန်တော်တာဝန်ရှိတယ်အပြစ်မကင်းဘူးလေကျွန်တော်ကဆိုတော့အဲ့ဒါကျွန်တော်တက်နိုင်နေမြားကျူးစားတယ်ပြီးတော့ကျွန်တော်သဘောပေါက်ပါတယ်သူတို့စိတ်ဝင်ဝင်စားဘူးဆိုတော့ဒါနိုင်ငံတော်လောက်ကြံမှုပဲနော်အဲ့ဒါနဲ့ဒါမှမဟုတ်ကျွန်တော်တို့တပတ်လောက်အချိန်ယူရခါခါကြတော့ကျွန်တော်တို့ဘာလုပ်လဲဆိုတဲ့ခါကြတော့ကျွန်တော်လာဝကယုံနေသွားတယ်အဲ့အောင်ဝင်းစော်တို့အောင်ဝင်းခိုင်တို့နေတဲ့လာဝကယုံတွေကိုကျွန်တော်တို့ရှီကယုံကလူတွေစစ်လွတ်တယ်သူတို့ရဲ့အထောက်အထားကြီးကျွန်တော်ရတယ် ကျွန်တော်တို့ကအတိပြုပဲအဝင်းဆိုတော့တကယ်ရှိသလားအဝင်းခိုင်ဆိုတော့တကယ်ရှိသလားသူတို့ကဘယ်နေရာတွေမှာနေထိုင်တယ်လဲဒါတွေကို identity ကိုကျွန်တော်တို့အတိပြုပြီးတဲ့အခါမှာကျွန်တော်တို့ဒီသတင်းကိုရေးလိုက်တယ်ဒီသတင်းရေးပြီးတော့မှပဲရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေပြီးတော့မှကျွန်တော်တို့ဒီအဝင်းဆိုကိုဖမ်းလိုက်တယ်ပေါ့အဲ့ဒီအဲ့ဒီအဖြစ်ပြတော့ကျွန်တော်ဟိုတော်တော်လေးကိုကျွန်တော်တို့အတွက်ဟိုခြောက်ခြားစရာလည်းဖြစ်တယ်အင်တာနက်စိတ်ဝင်စားစရာဖြစ်တယ်။နောက်ပြီးတော့လက်ရှိမြန်မာပြည်ရဲ့အခြေအနေအများကြီးဆက်ဆက်နေတယ်။ဘာလဲဆိုတဲ့အခါကျတော့မင်းအွန်လိုင်းက तू က ရှင်းပြောလို့ရှိရင်သူအနာသိမ့်တော့မယ်ဒီတိုင်းပြည်သူလဝကြီးအုပ်တော့မယ်သူ့ကိုစန့်ကျင်တဲ့လူဖန်တဲ့ပြောက်သွေးချောင်းစီးပြီးတော့သူတတ်တော့မယ်ဆိုတာကိုသူကစတင်ပြီးတော့ခြေလှမ်းနေလှမ်းနေပြီဆိုတာကိုထက်ဟတ်တာပဲဟုတ်ပါပြီယေရှုတင်ပါတယ်ယေရှုတင်ပါတယ်ဇေဝင်ခုတို့လာပြီးတော့လူကြီးတာဟုတ်ကဲ့